အဲကျွန်တော်တို့အရင်ဆုံးစကူဖလင်းစီထိုးမယ်ဆိုရင်တော့မိုင်းနဲ့ပြားလေးပဲเนาะဒီလိုမျိုးတက်စတာပြားလေးပြားကြီးတပြားရဲစကူတိုက်ပါလေးရရှိရမှာเนาะအင်းကျွန်တော်ဘေးတကဒီနားနေဖွင့်လိုက်ဒီကင်ပြီးတော့เนาะဒီနားဒီလိုဆွဲပြီးတော့ဒီလိုဆွဲဖွင့်လိုက်အဲနှစ်ဆင့်လောက်ဖွင့်လိုက်ပါဖွင့်ဖို့ရှင်ဒီမှာစကူအမဲလေးနှလုံးစားပြုတ်လိုက်ပါเนาะကွန်ပျူတာဟာလေးတော့စကူလေးရောတေးရတဲ့တိုင်တာပဲเนาะ အဲ့လိုဖြုတ်ယူအောင်ရှင်ကျောင်းဒီအပြားလေးပါအပြားလေးကအပေါ်လေးကိုဒီလိုတင်လိုက်အပေါ်လေးမတင်လိုက်မတင်ပြီးဆွဲထုတ်လိုက်နော်အပြားပြီးတော့ဒီဘက်ကအပြားလေးကိုလည်းကျောင်းဒီနားကနေပြီးတော့မိုင်းနဲ့ပြားလေးနဲ့တားလေးထုတ်အပေါ်နည်းနည်းလေးလင်းလှန်ပြီးတော့အပေါ်လေးနည်းနည်းထုတ်တင်လိုက်ပါနော်အာပြီးရှင်ကျွန်တော်ဆက်ကလေးဖြုတ်မယ်ဒီနားမှာဆက်ကနှစ်ခုရှိရတဲ့အတိုင်းဒီနားကျိုးကနေဆွဲလိုက်ပါနော်ဒီအောက်ကလည်းကျိုးကနေဖြုတ်လိုက် အဲပြီးလို့ရှိရင်ဒီဘက်ကဖြူဆော့ကိုက်ဖြူလေးရှိတယ်အဲဖြူလေးကြောင့်လညုံလေးနဲ့ဆွဲလာလေဆွဲထုတ်လိုက်ပြီးရှင်ဆော့ကိုက်ဒီဘက်ကဖိပြီးတော့အဲဒီဘက်ချမ်းလေးဖိပြီးတော့ဆွဲထုတ်လိုက်အဲဆွဲထုတ်ပြီးလို့ရှိရင်ကျော်ဆက်ကူလေး၅လုံးဖြုတ်ကြအောင်ပေါ့နော်ဒီလုံး၂လုံး၃လုံး၄လုံး၅လုံး၅လုံးပေါ့နော်၅လုံးဖြုတ်လိုက်ပေါ့နော် အပြည့်ရှင်ကျွန်တော် freezing ကိုဒီလိုဆွဲအသားလေးနည်းနည်းဆွဲထုတ်တာဒါဆိုရင်ကျွန်တော်ဒီဘက်ချမ်းတော့နည်းနည်းလေးအဲအသားလေးဖြတ်ချက်ပါဗျာဒါဆိုရင်ဒီမှာဆော့ကက်ဖြူလေးနဲ့သူကညက်နေတယ်ဆော့ကက်ဖြူလေးကိုပေါက်လေးရနေထိုးတာဘူးပြောရှင်ဆွဲထုတ်တာနော်ဒါဆို freezing ကိုကျွန်တော်ပေးတစ်ခါပြန်ပေးထားလိုက်ပါနော်အဲ freezing ကိုကျွန်တော်စားဖြုတ်မယ်ဆိုရင်ဘယ်နာစားဖြုတ်ရလဲဆိုရင်ကျွန်တော်ဒီဘက်ဒီဘက်ကဗျာနော်ဒီဘက်ကနေပြီးတော့အဲဒီဘက်ချမ်းမဟုတ်ဘူးနော်ဒီဘက်ချမ်းကနေပြီးစားဖြုတ် ီယာပါလဲပဲချမ်းပါနော်အဲ့မှာကျွန်တော်ဒီစကူလေးနှလုံးရင်ထားပြမယ်ပင်ဒီကောင်လေးဆွဲထုတ်လိုက်နော်ဒါဆိုရင်ဒီကောင်လေးတက်တက်ဖယ်ရတာပင်အောက်ကဒီစကူလေးပေါ့ဒီစကူလေးထပ်ဖြုတ်လိုက် လို့ရှိရင်ကျွန်တော်ဒီမှာကျိုးပင်သွားတာနေရာလေးရှိတယ်။အိုက်ပင်လေးကိုဒီကြံလီတန်းနေဒီလိုလှန်လိုက်။ပြီးရှင်ကျွန်တော်ဆော့ကတ်နှစ်ခုရှိတယ်။အဖြူဆော့ကတ်ကိုကျွန်တော်ဆွဲလိုက်။ဟိုဆော့ကတ်အားလိုက်ထားလိုက်ပေါ့နော်။အဖြူအဖြူပါတဲ့ဆော့ကတ်လေးကိုအရင်ဆွဲဆွဲပြီးတော့ဖြုတ်လိုက်။သူ့ line နဲ့သူဖြုတ်ချလိုက်ပေါ့နော်။အဲ့ပြီးရချင်းလက်မလေးနဲ့အတားလေးဒီခေါင်းလေးညှစ်ပြီးထိန်းရလိုက်နော်ပြီးလို့ရှိရင်ညဒီနေရာလေးမှာတစ်ချက်တူကလက်မလေးထိုးလိုက် ပြန်ဒီဘက်ချမ်းလေးအပေါ်ဒီဘက်အပေါ်မှာလည်းငွေတန်ကိုရှိတယ်အိုက်ကောလေးတော့နည်းနည်းလေးပဲလှမ်းနော်ကျိုးမကျိုးဒီကောင်နဲ့ကော်ဆိုတော့လေကျိုးမှာဆိုတော့ဖြည်းဖြည်းလေးဆွဲလိုက်နော်ပြန်အောက်ကဟာလည်းနည်းနည်းထိုးလိုက်အဲဒီလိုကျုပ်သွားပြီဆိုရင်ကျွန်တော်အောက်ကတံပြားလေးနဲ့ဒီနေရာလေးကိုညှက်လိုက်ပါနော်ဒီနားမှာဆန်စာလေးရှိတော့လေအဲဆန်စာလေးတွေတော့မထိစင်နဲ့ဒီနားလေးနားနေဒီနားလေးကင်ပြီးအသားလေးဖြုတ်လိုက်ပါနော်အဲ့လိုဖြုတ်ပြီးသွားပြီဆိုတော့ဆိုတော့မှကျွန်တော်တို့ကဒီတန်ချောင်းပေါ့ ီကောမဲဘွားဘွားရယ်ဟွာဒီအမဲမဲပါအတန်ကြောင်းပါနော်အဲ့တန်ကြောင်းလေးကိုထုတ်ဖို့အတွက်ကျွန်တော်ဒီပချမ်းနေပြီးတော့ဒီ socket ဒီကောင်လေးပေါ့အဖြူကောင်လေးပေါ့နော်အဲ့ကောင်လေးနည်းနည်းလေးအပေါ်အပေါ်လေးနည်းနည်းလေးလှန်လိုက်ပေါ့နော်ပြီးမှကျွန်တော်ဒီကောင်လေးနည်းနည်းလှန်ခံလှန်လှန်တန်းလှန်နေဒီဒီဘက်ကနေပြောဒီရပိုက်ချမ်းနဲ့နည်းဆွဲထားပါအင်းပြန်ပါဆောက်ကအဖြူလေးကဟိုအပြင်ကျွတ်နဲ့ချွတ်ချွတ်ထားလိုက်ပါနော် bây giờ bu ngà lông gì để bạn mà tao lâu nó lâu to lâu lê lâu ngà rồi ai xung ngà lông đi phước lại à đi sắc bu ngà lông rồi nó ngà tao nó ုံငါလုံးဖြုတ်လိုက်ပါနော်ဖြုတ်ပြီးတော့ရှင်ကျွန်တော်တိုင်ပြားလေးကိုဒီလိုမြှောက်မြှောက်ပြီးမှလာအဲဒီဘက်ချက်နဲ့နည်းနည်းလေးလက်ညှိုးနဲ့လက်မလေးနဲ့အတားကြီးညှစ်ပြီးတော့မှလာအဲကြောင့်မှလို့ရှင်အောက်ကအပြားလေးတစ်ခုနဲ့ခံနေနေမှာအဲညာကျွန်တော်ဒီလိုလှန်လိုက်အဲဒီတော့မှဆွဲထုတ်လိုက်နော်အဲဆွဲထုတ်ပြီးတော့ရှင်ကျွန်တော်ဒီမှာဟိုဟာလေးရှိတယ်ဒီမှာစကူတစ်လုံးရှိတယ်ပေါ့နော်ဒီကောင်အကျဲလေးပေါ့ကျွန်တော်ကောင်တွေကအကုန်အစိတ်ဒီကောင်အကျဲဆိုတော့ဒီကောင်တစ်လုံးပဲပါတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ပေါ်ဆုတ်သားလို့ဗျ။ ဒီမှာချိန်နေဟာလေးပေါ့နော်ဒါလေးလှန်ပြီးတော့ဆွဲထုတ်လိုက်နော်ဒီပုံစံလေးပဲအဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာဟိုဟာလေးရှိတယ်ဒီမှာဒီမှာလည်းအပြားလေးတပြားရှိတယ်အဲ့ဒီအပြားလေးကြာကျွန်တော်ဒီနားလေးရလက်မလေးနဲ့အဲဒါလေးလှန်လိုက်ပေါ့နော်ကျိုးမယ်နော်အော်ကျွန်တော်ဒီကောင်လေးကကျိုးတက်တယ်နည်းနည်းလေးပဲတိုင်ပြီးတော့လေတိုင်ပြီးဒီပဲချမ်းလေးနည်းနည်းတောင်းလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီကျိုးဆော့ကက်အဖြူလေးကိုချက်ထားလိုက်တူလိုင်းရနေပါ အဲ့ချွတ်ထားပြီးတော့ကျွန်တော်ဒီနားဒီကောင်မချွတ်လို့ရှင်ကောင်အမှန်တကယ်မချွတ်ဘဲနေလို့ရှင်ဒီနားလေးကနေပြီးကြာလက်မလေးနဲ့ตาလေးနော်ပြီးကြာပြီးလို့ရှင်အမေဆွဲထားလိုက်ဆွဲထားခါမိကြာနေဒီမှာတံများလေးတစ်ပြားရှိတယ်အဲ့တံများလေးလေးကျိုးအပြုတ်ထွက်သွားမှာပေါ့နော်ဒီတံများလေးအောက်အောက်မှာတံများလေးတစ်ပြားရှိတယ်ဒီရောင်လေးတတိထားပေးပြီးလို့ရှင်ကျွန်တော်မိုင်းနဲ့ပြားလေးနဲ့ကျွန်တော်စာပြီးသုံးအောင်တော့မိုင်းနဲ့ပြားလေးကြာစပလိန်လေးကိုပေါ့နော်ဒီကောင်ကဘွားဖြီးတာ စပရင်လေးကိုကျွန်တော်တို့အပေါလီတဲ့ကိုတွင်းပြီးတော့လေအပေါလီကိုမာပြီးတော့ဖြုတ်ခဲ့အဲ့ဒီခေါင်းလေးကိုဖိတာပါနော်တမ်းမြောက်ဖိတာအဲ့တကူကျွေးချမ်းပါလေစပရင်တစ်ခုဝါတမ်းမြောက်လေးဖိတာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဒီတံပြားလေးနှစ်ခုကိုအိမ်ဆုံးကျွန်တော်တို့တဖက်ချင်းတွေကုန်ဆွဲထုတ်လိုက်နည်းနည်းမှပြီးတော့အပေါလီကသူကအမှန်တကယ်ဟိုဘက်တံတံပေါလီကိုလှမ်းချိန်ထားတာနည်းနည်းလေးမြောက်မှမှပြီးတော့လေပြီးလို့ချိန်ထားတာ အဲ့ဒါလေးနည်းနည်းမြှောက်ပြီးတော့ဆွဲထုတ်လိုက်နော်ပြီးမှကျွန်တော်မီးချောင်းကိုကျွန်တော်ဒီဘက်ဟိုဘက်ချမ်းဒီဘက်ချမ်းတော့ညှို့လမ်းမှနဲ့ညှိပြီးတော့မားလိုက်နော်ပြီးမှကျွန်တော်တို့ကဒီဘက်ဆော့ကက်အဖြူရှိတယ်ဒီကောင်းလေးမဖြုတ်နဲ့ပေါ့နော်အဲ့ဒီကောင်းဒီကောင်းဘက်ကဖြုတ်ပေါ့နော်ဆော့ကက်ဒီဒီဆော့ကက်အကြီးအကြီးဘက်ကမဖြုတ်နဲ့အသေးဘက်ကဖြုတ်လိုက်ပေါ့နော်ဖြုတ်မယ်ဆိုရင်ကျွန်တော်မိုင်းနှစ်ပြားလေးနဲ့ကျွန်မတန်ပြားလေးတစ်ပြားရှိတယ်တန်ပြားလေးဒီမှာတန်ပြားတိတိလေးကိုနည်းနည်းလေးထိုးလိုက်အထိုးရခြင်းကျွန်တော်ဒီဒီကောင်းအထိုင်ကိုကျွန်တော်လက်မှတ်နေတော့ မပြတ်သွားရင်နော်ပြီးမှကျွန်တော်ဖလင်ကိုချက်လိုက်ပြီးရင်ကျွန်တော်ဒီမှာရှိတဲ့ဂျီလေးတွေကိုအဝတ်ဆုပ်လေးနဲ့တုပ်ဝေးလိုက်ပါနော်ကျွန်တော်တော့ချီးပြီဒီမှာဖလင်းစီကိုဖလင်းရဲ့တားကြီးများွားရင်လည်းမကောင်းနဲဝိုင်းလည်းအဆင်မပြေဘူးပါနော် เนาะဒီဒီမီးចောင်းလေးကိုအဓိကထားပြီးတော့ပုံလိုက်ပါเนาะအပြီးမှာကျွန်တော်လက်မလေးနဲ့အသားလေးဟိုနည်းနည်းလေးဖြန့်လိုက်ပါเนาะပင်ဒီညာလေးညာနည်းနည်းလေးဟိုတားကြီးအများကြီးမတုံးတော့ပါနည်းနည်းလေးပဲတော့အားကြောင့်ဒီကောင်တွေကအဲတားကြီးများဝိုင်းလဲကျွန်တော်ဖလင်စီပုံလေးရောပါနော် စာမှာပြန်ပြီးတော့ fallacy လေးပေါ်ပြီးဟိုဟာပါတတ်တယ်အဲနည်းနည်းလေးစီလေးနည်းနည်းလေးမဆိုတော့ရီးပဲနည်းနည်းတက်ပေးပါအဲ့ထိုင်လေးတကယ်ကဒီတော့ဘယ်တော့အဲ့တော့ fallacy ထိုးပြီးွားရီးဆိုတော့ဆိုပြီးွားဆိုတော့ဒီမှာဒီနားလေးပေါ့နော်အဲ့ထပ် flinty flint time နဲ့အထိုင်လေးပြောစီးလေးနည်းနည်းလိုက်လိုက်တော့ပြီ အပြီးမှကျွန်တော်တို့ဟောလေးခဏထားလိုက်ပါတော့ဖလင်အမဲကျွန်တော်ဖလင်ထည့်ရင်တတိထားပြီနော်ဒီအမဲပါတဲ့ပတ်ချံနဲ့ကျွန်တော်တို့ပြောင်းနေရှိတယ်အမဲပါတဲ့ပတ်ချံလေးကနေပြီးစပြီးတော့တွင်းပြီပါနော်ဟင်ထိုင်ရဖရင်စီတွေတဲ့ကျွန်တော်တို့ဖလင်းနဲ့တွားထိုးမျိုးမှာနော်အဲဒီနည်းလေးထိကြပြီးအောက်ဘက်တွေအပေါ်ဘက်တွေညှိညှိပြီးရောလေထည့်ပြီး ယူရမှာကျွန်တော်ကျိုးလေးဆွဲထားကျိုးကကျွန်တော်ဒီပချမ်းမှာပဲထားပါเนาะအပေါ်မိချောင်းမိချောင်းဘက်ကိုပဲဆွဲထားကျွန်တော်ဟိုပချမ်းရောက်သွားလို့ရှိရင်ကျွန်တော်တို့ဟိုဒီကောင်အထိုင်ထဲတခါမျိုးကြရင်အဆင်မပြေဖြစ်မှာဆိုတော့ပြီးမှကျွန်တော်ဒီအပေါက်အမြောင်းကိုသူ့အမြောင်းနဲ့ဒီမွေးတဲထားတဲထားတဲထားယူရမှာအပေါက်လေးဒီအခုအပေါက်လေးတဲ့ကိုအဲ့လိုဖိထည့်လိုက်ပါเนาะကျိုးရတော့ပုံမှန်ရှိရမယ်ဖလင်ဖလင်နဲ့ဝင်အောင်ထည့်ပါเนาะအားထိုင်နေ ော်အဲ့လိုဖိထဲတာဖိထဲတော့ just ကွက်လောက်ကြာပါလို့ရှင်ကျွန်တော်ဒီခလင်မိเจ้าထိုင်ပြန်ပြန်ထဲလိုက်ပါနော်